င်အားကြီးငလင်လောက်ခတ်ပြီး9ရက်မြောက်နေ့မှာ Sky Villa ကွန်တိုကအလှမယ်စီလီမီခေါ် CC ကိုတည်ဆုံလျက်ပြန်လည်တွေ့ရှိဒီကနေ့ AB လာ၂ရက်နေ့ဟာငလင်ကြီးလောက်ခတ်ခဲ့တာ9ရက်မြောက်တဲ့နေ့ဖြစ်ပြီးအဆောက်အဦပြိုကျပျက်စီးတွေအောက်မှာရှာဖွေခဲ့ဆဲရေးအဖွဲ့တွေကဆက်လက်ရှာဖွေမှုများပြုလုပ်နေတာပဲဖြစ်ပါတယ် ဒီကနေ့မနက်ပိုင်းရှာဖွေမှုတွေအရာမန္တလေးအောင်မြေသာဆန်မြို့နယ် Sky Villa အဆောက်ဦးပြိုကျပျက်စီးတွေအောက်ကအမျိုးသမီး2ဦးအမျိုးသား2ဦးပျော်ဝင်မြို့ကမ္ဘောစဘန်အဆောက်ဦးပြိုကျပျက်စီးမှုအောက်ကအမျိုးသမီး2ဦးနဲ့ရှမ်းပြည်နယ်ဟိုတယ်အောင်ဘန်းပြိုကျမှုအတွင်ကနေအမျိုးသမီး2ဦးတို့ကိုတည်ဆုံလျက်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက်ပိုင်းရှာဖွေမှုအတွင်း Sky Villa Condo ကရှာဖွေတွေ့ရှိခဲ့တဲ့အမျိုးသမီးရုပ်အလောင်းနှစ်ခုတည်းကတစ်ခုဟာ Miss Tourism မြန်မာ2018အလှမဲဖြစ်တဲ့ Silimi Kho CC ဖြစ်တယ်လို့ Miss Tourism မြန်မာကကြေညာလိုက်ပါတယ်။ Miss Tourism War 2018ပြိုင်ပွဲကြီးမှာမြန်မာနိုင်ငံကိုဇာပြုအနေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ First Miss Tourism Myanmar Miss Tourism Myanmar 2018အလှမဲ့စီလီမီဟာ2025ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်းမှာမန္တလေးမြို့ Sky Villa ပြုကြမှုမှာပိတ်မိနေခဲ့ပြီးဒီကနေ့2025ခုနှစ် AP လ2ရက်နေ့မှာမှာအသက်မရှိတဲ့ကိုခန္ဓာကိုယ်သာကယ်ဆယ်ရေးအဖွဲ့တွေကပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီးအမေရိကန်သေဆုံးကြောင်းအတည်ပြုခဲ့ပါတယ်လို့အထူးဝန်ထဲကြီးကွယ် ဲ့ကြောင်းဖော်ပြထားတာလည်းဖြစ်ပါတယ်။အလားမဲ့စီလီမီခေါ်စီစီဟာဖြစ်စဉ်ဖြစ်ပေါ်တဲ့အချိန်မှာကိုင်းဗီလာကွန်တိုငားလွာမှာတငယ်ချင်းနဲ့အတူတူထွက်ပြေးရင်းကနေကြံခဲ့ပြီးတော့ငားရမြောင်းနေမှာမှာအသက်မရှိတော့တဲ့ခန္ဓာကိုယ်ကိုသာပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။အလားမဲ့စီလီမီနဲ့အတူထွက်ပြေးခဲ့တဲ့တငယ်ချင်းကတော့လွတ်မြောက်ခဲ့တယ်လို့လည်းသိရပါတယ်။ လက်ရှိမှာတော့ Sky Villa Control အပါအဝင်ငလင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦတွေအတွင်းမှာပြိုကျပိမိနေသူတွေကိုနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေနဲ့မြန်မာနိုင်ငံကကယ်ဆယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီးရှာဖွေမှုတွေဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့လည်းသိရပါဗျ။